TikTok မှာ creator လုပ်ပြီးပတ်စံရှာဖို့အတွက် Berry region တွေမှာဘယ်လို program တွေရလဲဆိုတာကို TBB လာပြီးရင်ဒီ reward program တွေကိုဘယ်လိုကြွားရမလဲဆိုတာကိုလည်းပြောပြပေးပါမယ်။ reward program တွေကဘာကြီးလဲဆိုတော့ creator reward program, affiliate creator program ရဲ့ referral program ဆိုပြီးမှတုံးခုရှိပါတယ်။ creator reward program ကဘယ်နိုင်ငံမှာ eligible ဖြစ်လဲဆိုတော့ US, UK, Germany, ပြင်သစ်၊ Japan, South Korea, Brazil တွေမှာ eligible ဖြစ်ပါတယ်။ US country ကတော့ပတ်စံပေးတာအများဆုံးဖြစ်ပါတယ်။ဘယ်လိုကြွားရမလဲဆိုတော့ကျွန်တော်အနည်းဆုံး follower 10k တထောင်ရှိဖို့လိုပါတယ်။ပြီးရင်ရက်30တွင်းမှာ view တထိန်ရှိဖို့လိုအပ်ပါတယ်။ကျွန်တော်အတက် session တွေပြည့်ဖို့လိုအပ်ပါတယ်။ creator reward program ကို join ပြီးသွားပြီဆိုရင်တော့10မိနစ်ကျော်တဲ့ video ွယ်တင်မှတာတော့ reward ရမှာဖြစ်ပါတယ်ဒီလို AR filter တွေ effect တွေ fan တွေရတာ channel တက်တဲ့သူဆိုရင်တော့ effect creator program ကို join လို့ရပါတယ် ဘယ်နိုင်ငံတွေမှာ eligible ဖြစ်လဲဆိုတော့နိုင်ငံပေါင်း60ကျော်မှာ eligible ဖြစ်ပါတယ်အေရှားနိုင်ငံတွေကတော့ဒီနိုင်ငံတွေမှာဒီ program ကို join လို့ရပါတယ်။ပြီးရင်ဒီ effect တွေကိုဘယ်လိုဖန်တီးရမလဲဆိုတော့ကျွန်တော် laptop ရှိဖို့လိုပါတယ်။ laptop မှာ effect house ဆိုတဲ့ application ကို download ပါမယ်။ download ပြီးရင်ကျွန်တော် effect တွေကို create လုပ်ရပါမယ်။ပြီးရင် TikTok ပေါ်မှာတင်ပေးရပါမယ်။ဒီ effect တွေကိုလူတုံးများလေးကျွန်တော်က reward တွေရမှာဖြစ်ပါတယ်။ TikTok မှာ video ရင်းမတင်မနဲ့ပတ်စံရခြင်းနဲ့ဆိုရင်တော့ဒီ referral program ကို join လို့ရပါတယ်ဒီ referral program က eligible country က23နိုင်ငံရှိပါတယ်သူကဘယ်လိုလုပ်ရမလဲဆိုတော့ TikTok မှာတငယ်ချင်းတွေကိုဖိတ်ခေါ်နဲ့ reward တွေရပါတယ် ဘလို့ဖိတ်ကွာအောင်လဲဆိုတော့ကျွန်တော်တို့ profile နဲ့ဝင်ပြီးတော့ coin icon ဖြစ်ဖြစ်ဖယံအောင် ticket icon ဖြစ်ဖြစ်နှိပ်ပြီးတော့ invite link ဒုံဟုတ်ကုတ်ကို copy ယူပြီးတော့တငယ်ချင်းတွေကိုပို့ပြရပါမယ်တငယ်ချင်းညာနေဒီ link ကိုဝင်ပြီးမှ TikTok ကို sign in လုပ်မယ်ဗီဒီယိုကြည့်မယ်ဆိုရင် reward တွေရပါတယ်နောက်ထပ် bear program ကြောင်းတွေကိုအသေးစိတ်ကြည့်ချင်လဲဆိုတော့လည်း comment မှာရေးသွားလို့ရပါတယ်ကျော် TikTok Facebook and YouTube ကိုလည်း follow and subscribe လေးလုပ်တော့ပြပါအောင်ဗျာ